ပြီးတော့စောက်ဆောက်တာလည်း3ရက်3လ2025ဆိုတော့ဒီနှစ်ထဲမှာပဲအဲ့တော့ဘယ်တော့ကဘယ်လိုပေးထားလဲဆိုတော့ကျွန်တော်လည်းဒေါအောင်ဆန်းစုကြည်တို့လွှဲချတဲ့သူလည်းရှိနေတယ်မမကလည်းကျွန်တော်သိရမလားကျွန်တော်ကျွန်တော်ဖုန်းတွေခွာချက်တူဆိုတော့လေကျွန်တော်ရဲ့ကျွန်တော်ကျွန်တော်တုံ့ပြန်လိုက်တာကရှင်းရှင်းနဲ့ကျွန်တော်ကိုတိုက်ထိုက်လို့ကျွန်တော်ဒီလောက်တော့တုံ့ပြန်သိပါသေးတယ်ကိုမောင်မောင်ပြစ်လိုက်တဲ့ခဲတလို့အများကြီးပဲဟုတ်တယ်နော်နည်းနည်းပြင်ဘာပဲလာလဲ အန်ဆန်စကြီးအဒီဖွားကြီးအခုလည်းအခုလည်းဘူးမတိဘာမတိအာခောက်ဝဲကောင်းရှိသေးတယ်။အော်ကျွန်တော်ကြည့်ဒီလူတွေတကယ်ပြန်မလာနေပါလားစောက်ကျိုးနေကွာငါစိတ်ညစ်ပါတယ်လို့ဟမ်ဘာမှမဆိုင်နဲ့တို့ကတို့တို့ချင်းချုပ်ပြားနေမှာဒီမလီကိစ္စတော့အန်ဆန်စကြီးတို့ထောက်ရတော့ပေါ့လေဟာစိတ်ဆင်းရဲတယ်ဟမ်ဘာမှမဆောက်ပါဘူးနိုင်ရစကားမယုံမှန်းနဲ့ဆိုကြောင်းလေးကတော့လိမ့်နေဟာရှုပ်ချက်ခတ်နေတို့ကဟမ်တို့ဘာမှမဆောက်ဘူးတို့ကရှုပ်နေဆိုအဲ့ဒါပြောအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်ပလီစောက်တိကိစ္စမှာမပတ်သားအရေးချုပ်တွေအရေးကွန်ကွာကြတော့အောင်လှုပ်ဆောင်နိုင်တဲ့ဖင်လန်မောင်မောင်ရဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမှု အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာဒီနေ့နိုင်ငံရေးသမားပေါ့ဗျာနော်တော်တော်လေးဝင်မယ်ဆိုတဲ့ပုံတွေကလိမ့်ညာတော့လည်းသွားတွေ့ရတယ်လူလိမ့်တွေပေါ့ပြောရမစရင်ဟုတ်အခုကိုမမဘလူလည်းမပြောသေးဘူးနော်ကိုမနာမပြောတာမပြောခဏကဒီဘူးလေးတင်တာခဏမမြင်သေးဘူးဒါတို့ကလည်းခဏအခုကိုမအဲ့လိုပြောရတယ်နဲ့အတူတူပြည့်စုံတယ်မြင်အောင်ဟမ်အဲ့အဲ့အဖြစ်ပဲအဲ့ဒါအဖြစ်အဲ့တော့ဒါကိုဒီရဲ့သဘောတရားကိုအဲ့ဒီစံဖို့ခေါင်းဆောင်ကလူတွေတိတော့တိတာတော့မတိဘူး နော်လူပြည်သူအများစုဒီတခိုးတွေလို့ပြောလိုက်ရင်တိုင်းပြည်မှာဘသူတွေကိုမြင်အောင်ရတယ်ဒီနေ့ခေတ်ပေါ့နော်အခုဒီနေ့တော်လိုက်ခေတ်မှာဆိုခွေးတွေလို့ပြောလိုက်ရင်ဘသူတွေကိုမြင်အောင်ရတယ်အဲ့ဒါပဲအဲ့ဒါအဲ့ဒီရဲ့တက်ရောက်မှုကအရင်ကနေတယ်နော်တန်ဖိုးတွေအများကြီးပါတယ်နော်အများကြီးပါအဲ့ဒါကြီးရဲ့တန်ဖိုးကိုဒီလူတွေတိလားမတိလားတော့မတိဘူးအတေကောင်တွေငါတို့ပြောချင်တာပြောထင်ကြတယ်စောက်ပြူးမဆိုင်ဘူးသူတို့ကလည်းတွေးမတွေးတယ်။ဒါပေမဲ့မှန်တယ်အဲ့လိုတွေးမျိုးကအပြစ်ဆုံးမှန်တာမဟုတ်ဘူး။ဒါပေမဲ့ကိုယ့်ရဲ့တက်ရောက်မှုတန်ဖိုးဒီလူဘဝမှာဒီလူတွေအသက်ရှင်တာလားလုတ်ခဲ့တဲ့အရာကောင်းတဲ့အရာတွေအားလုံးပြီးဆိုးတဲ့အရာတွေအားလုံးပြီးအဲ့ဒီအရာနဲ့ဖုံးလောင်းသွားတာ နော်ကြည့်ပါမပြည်သူလူထုပုံမရိုးသားတဲ့ဒီလိုပုံပုံမျိုးတွေကလွတ်တော်တယ်ဝင်အောင်လားမမသားတွေပုံမှာသူတို့ကသူတို့မမသားလို့ပြောတယ်မျိုးသားကြီးတမားလို့ပြောတယ်မျိုးသားကြီးတစ္ဆာမဖောက်ဘူးလို့ပြောနေတဲ့နိုင်ငံရေးသမားပါပါတီကြီးကြီးကပါဆိုတဲ့တည်းကလိန်ညာတယ်ဆိုတဲ့ခါကျဒီလိုလူမျိုးတွေကျွန်တော်ယုံလို့ရအောင်မလားရှင်းတယ်ကိုမောင်ပြောတာမှန်တယ်သူဒီကပြောတာတော့လက်ရှိနေပြည်တော်မှာနော်ဗလီစားလုပ်ခွင့်ကိုမင်းအောင်နိုင်ငံပေးထားတယ်နော်အဲ့ဒီပုံမှာကိုမောင်မောင်တို့ခေါ်လိုက်ပေါ်လိုက်တဲ့ဟာဘူးလက်အဲ့ဒီကကျန်းဖို့ပါတီတွေကခေါင်းဆောင်ပိုင်းနေရာအထိတောင်းနေယူလိုက်ဘူးလက်နှက်ဆိုရ လေပြီးတော့မှလည်းဘာလဲဆောင်းလုံးကမှမရှိပါဘူးလေအစီအမံဘေးကယူတယ်ဘာမှမရှိဘူးလေအဲ့တော့ဒီပစကားကြီးမယုံပါနဲ့လေဆိုအဲ့ဒီလိုကြောင်နေတဲ့လူကဒီနေ့အောင်မြင်ရသွားပြီအဲ့ဘလီရဲ့စောင့်နေတာသွားရကြတယ်ဆိုတော့အဲ့ဒီလိုကြောင်နေတဲ့လူကပါတီတစ်ခုရဲ့ခေါင်းဆောင်ပါရလူလက်ရှိမှာလည်းဒီမင်းအောင်လိုက်နဲ့ပေါင်ပြီးတိုင်းပြည်အာဏာကိုယူဖို့လုပ်နေတဲ့လူဖို့လုပ်နေတဲ့လူတွေအဲ့တော့အတိတ်တို့ကလူလူရောက်ပိုင်းဒီတိုင်းပြည်ကိုတို့ခေါင်းဆောင်တက်လုပ်ပါအဲ့တော့နိုင်ငံတစ်ခုရဲ့ခေါင်းဆောင်တက်လုပ်မဲ့လူတွေရဲ့အရင်အချင်းအကစ်လာတိကကျွန်တော်စောက်ပြတ်နေတာကိုကျွန်တော်ဘယ်လိုလုပ်မလဲဒီတိုင်းပြည်ချင်းနေတဲ့ဒီလူတွေမှတက်လို့အဲ့ဒီတိုင်းပြည်ခေါင်းဆောင်တက်တယ်လို့ပြော ချင်းချင်းလေးပဲလားအဲ့တော့ကိုမောင်ပြောစကားကြီးမှန်းလားကျွန်တော်တို့ကစကားတလုံးအမှားမှန်တယ်မဖြစ်ဘူးအဲ့ဒီညမှာတခုပြောချင်တယ်ကျွန်တော်တို့စစ်တပ်လို့ပြောလိုက်စစ်တပ်လို့ပြောလိုက်မယ်ဆိုတာနဲ့အောက်ခြေစစ်သားအရာရှိအချက်စစ်တီကိုကျွန်တော်တို့တွားမြင်လို့မရဘူးဘာဖြစ်လို့အဲ့ဒီအရာရှိအချက်စစ်တီကြီးအပေါ်ကစစ်ဖို့ထုတ်တယ်ကြိုက်တဲ့လောက်လို့ကြိုက်တဲ့လောက်မှန်းနေပြီသူတို့တလုံးပြောပိုင်လို့မရှိဘူးမျက်နှာနဲ့တော့မကြိုက်တဲ့ပုံစံကြည့်ဖို့မရှိဟုတ်တယ်နော်တန်ဖို့ပါတီလည်းသူတို့ပဲပြီးလို့ရှိရင်မပါတာမပါတာဆိုတာတော့အောက်ခြေမပါတာကြီးဘာလို့ခွင့်ရှိတယ်ဟဲ့မပါတာကိုပြောတယ်မပါတာတစ်ခွက်လုံးပြောတာကိုတကယ်နေနေမှာနော်တော့ကြောင်းနေမှာ အမျိုးဘာသာသာသနာအပေါ်ကိုချစ်မြတ်လို့တဲ့စိတ်နဲ့မမတာဆိုတဲ့ဟာကိုခံယူထားတဲ့ဆရာတော်တွေအများကြီးရှိတယ်။တို့ရဲ့အတိတ်ဒီဘုရင်ကပြောဆိုအမျိုးဘာသာကိုချစ်ခင်နဲ့စောက်ရှောက်ခြင်းနဲ့အဲ့ဒီစိတ်ပဲရှိတယ်တို့မှပြုစင်တယ်။ဒါပေမဲ့တို့ကိုအဲ့ဒီ control လုပ်မဲ့လူတစုကအာဘဘာသာနဲ့ဆွဲတွင်းပြီးတော့အကောင်လုံးဓာရီနဲ့မမတာဆိုတာလုပ်လိုက်တယ်။ဟောအဲ့ဒါဘာဖြစ်သွားလဲ။ကာဗီလာဖြစ်သွားတယ်။အဲအဲ့ဒါအဓိကလက်ရှိဒီနေ့ခင်ဗျာအဲ့ဒါဒီနေ့ online ရေးဆိုတာအဲ့ဒါလိုမျိုး ကာထားတဲ့ကောင်တော်နိုင်ရေးမှတရှိတယ်တော်နိုင်ရေးကမှလည်းကိုကိုတော်နိုင်ရေးကိုခံယူပြီးကိုတို့ရှာတဲ့လူတွေအများကြီးတယ်အဲ့တော့ဒီနေ့20ပြည့်လို့တော်နိုင်ရေးကတိုင်းပြည်ပြက်စည်းတည်ကျေရတာအတွက်တော့စိတ်မကောင်းစရာနစ်နာတို့မကောင်းတဲ့ဘက်မှာဖြစ်တယ်လို့ကောင်းတဲ့ဘက်ချမ်းမှာကျတော့ဘာဖြစ်သွားလဲဆိုတော့နှစ်ဖက်လုံးမှာအကြီးကိုနေပွားတယ်တော်နိုင်ရေးဘက်မှာလည်းအယောင်ဆောင်တော်နိုင်ကမှတွေတော့ငားတဲ့ဖားနဲ့꿰ွားတယ်ဘောမဘက်မှာလည်းခုနကပြောဘတူတွေကစစ်တပ်ပေါ့တစ္ဆာရှိစွာနဲ့ဘောမကြတာလေဘတူတွေကတော့ကိုကိုတို့ရဖို့အတွက်စစ်တပ်ခေါင်းဆောင်လူပစုအကျိုးလိုက်ပြီးတော့ဘောမကြတာလေကွာပါလေ ဘာဘလို့ချင်းချင်းလေးလေးမြင်သွားတယ်အဲ့ဒါအဲ့ဒီအတွက်ဒီဟာဒီအဖြစ်ပဲတော့တော့ဆန်းစုကြည်လူမြောက်ကြီးမြန်မာစစ်တပ်ကိုဖိအားပေးဖို့တားဖြစ်သူ ကိုထိန်ရင်းကတရုတ်သမ္မတရှီကျင့်ပင်ကိုမြစ်တာရက်ခံလူလူကောင်းဆောင်လည်းဖြစ်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွတ်ပေးဖို့မြန်မာစစ်တပ်ကိုဖိအားပေးရန်တားဖြစ်သူကိုထိန်လင်းခေါ်ကင်ရန်အရစ်ကတရုတ်သမ္မတရှီကျင့်ပင်ကိုမြစ်တာရက်ခံထားတယ်လို့ဖော်ပြထားပါတယ် ဒီနေ့ကျွန်တော်မေမေလွတ်မြောက်စေဖို့တရုတ်နိုင်ငံအနေနဲ့အကူအညီပေးဖို့တောင်းဆိုခဲ့ပါတယ်လို့လည်းဒေါ်အောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူကိုထိန်လင်းခေါ်ကင်မဲအဲရစ်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအတည်ပြုထားပါတယ်။ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့2020တခုနှစ်ကစပြီးထောင်တွင်းအကျဉ်းချခံထားရတဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့နှလုံးရောဂါပြဿနာနဲ့ထောင်တွင်းအခြေအနေတွေဆိုးရွားနေမှုကိုတားဖြစ်သူကိုထိန်လင်းကထုတ်ဖော်ပြောဆိုလာပြီးတရုတ်သမ္မတရှီကျင်းပင်အနေနဲ့မိခင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်အောက်ရေးစစ်တပ်ကိုဖိအားပေးဖို့တောင်းဆိုခဲ့တာလို့သိရပါတယ် မိမိကိုလွတ်ပေးဖို့နဲ့လွတ်မြောက်တဲ့သူတွေကိုလွတ်ပေးဖို့စစ်ဆိုးရကိုဖိအားပေးဖို့တရုတ်သမ္မတဆာဂျင်းဖင်ကိုကျွန်တော်မြစ်တာရက်ခံပါတယ်တရုတ်အာဏာပိုင်တွေကဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့တောင်းဆိုပေမဲ့လည်းစစ်တပ်ကတွေ့ခွင့်မပြုပါဘူးအခြားဘသူကိုမှလည်းတွေ့ခွင့်မပေးဘူးလို့ကိုထိန်လင်းကပြောထားပါတယ် ဒေါအောင်ဆန်းစုကြည်ကိုတွေးခွင့်ရရှိရေးစူးစမ်းနေသူတွေကိုဖိတ်ခေါ်ထားပြီးတွေးခွင့်ရခဲ့မယ်ဆိုရင်အ ਨੇ ဆုံးဒေါအောင်ဆန်းစုကြည်အသက်ရှင်နေတဲ့ဆိုတာကိုအတည်ပြုနိုင်မယ်လို့ဆိုပါတယ်အမေထောင်ထဲမှာတေးမာကိုတစ်ချိန်လုံးကျွန်တော်စိုးရိမ်နေတယ်ထောင်တွင်းအခြေအနေတွေကကြောက်စရာကောင်းတယ်လို့ကိုထိန်လင်းကဆက်ပြောထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကလည်းဒေါအောင်ဆန်းစုကြည်ကိုအခုလိုအကျဉ်းချထားခြင်းဟာတိုင်းပြည်အကျပ်တဲကိုပုံမနှဆိုင်လာစေမယ်လို့တတိပေးထားပါတယ်ဟုတ်ပါဘူးပြောတာမှန်လားမှန်ကျွန်တော်တို့ကတော့လေ စကားတခုပြောလာတဲ့လူကိုကြည့်မယ်ဆိုရင်အယုံဆုံးတစ်ဖက်ကိုယ့်ဘက်ကိုအရင်မရှိဘူးဒီလူပြောတာမှားလားမှားလားအဲ့ဒါကိုအရင်ကြည့်တယ်အဲ့ဒါကိုအရင်ကိုယ့်ဘက်ကကောင်းဆိုရင်ဆောင်းလည်းတော့မလိဘူးအဲ့ဒီကို support ကပြောနေယူကအေးဟိုပြန်ခံမပြောနိုင်တာနေလားမြားအာမပေးဘူးဟုတ်ကဲ့ပြောနေတယ်လူကိုယ့်ဘက်ကဖြစ်နေပါစေသူများဘက်ကရန်သူဘက်ကဖြစ်နေပါစေမှန်လားပဲအေးသူပြောတာဟုတ်တယ်နောက်တော့ထွက်ပြီးမထောက်ခံရင်တော့ကိုယ့်ရင်ထဲကတော့ထောက်ခံပေးလိုက်တယ်အဲ့ဒါကိုကျွန်တော်တို့ကျွန်တော်လက်ချစ်ချစ်တုံးတဲ့ဇာတ်ရိုက်ပဲတာကျွန်တော်ချစ်တုံးနေတဲ့ဒီစိတ်ပဲပေါ့နော်အဲ့တော့ကိုမောင်ပြောတာဒီမှားလားမှန်လားဒါပဲနော် ဒီလိုမျိုးကျွန်တော်ရုံမရအောင်မလားဒါနဲ့ရုံတော့မျိုးမပြောလို့ပါကျွန်တော်အနေနဲ့တော့တိပုတ်ကလအနေနဲ့တော့ကျွန်တော်ဒီဘုတော်ခက်ခဲသွားပြီဘာလို့လဲဆိုတော့ဒီလိုလီဆောက်တာဗျာကျွန်တော်ကြည့်တာဒီအမတ် main ဒီအမတ်စင်ဘာလဲ comments အမိတ်ကြောင့်ညာစာကြောင့်ညာအမတ်ပေါ့နော်တုံညာနှစ်ငယ်လားမသိပါဘူးနော်ပြီးတော့စားဆောက်တာလဲ3ရက်3လ2025ဆိုတော့ဒီနှစ်ထဲမှာပဲအဲ့တော့ဘယ်တော့ကဘလို့ပေးထားလဲဆိုတော့တချို့ကလည်းဒေါအောင်စန်းစုကြည်ကိုတွက်ချတဲ့သူတွေရှိသေးတယ်။မမကလည်းကျွန်တော်ပေးရမလား။ ကျွန်တော်ကဘောလေးခွာကြည့်လို့ဖြစ်သွားတယ်ကျွန်တော်ရဲ့ကျွန်တော်ကျွန်တော်တုံ့ပြန်လိုက်တာကရှင်းရှင်းလေးကျွန်တော်ကိုတိုက်ခိုက်လို့ကျွန်တော်ဒီလောက်တော့တုံ့ပြန်တင်ပါဆိုကိုမောင်မောင်ပြစ်လိုက်တဲ့ခဲတလို့အများကြီးတယ်ဟုတ်တယ်နော်နည်းနည်းဖြစ်ရင်ဘာဖြစ်လာလဲလေ အောင်ဆန်းစုကြည်အဲ့ဒီအခွားကြီးအခုလည်းအခုလည်းဘူးမတိဘာမတိအားထောင်လည်းကောင်းရှိသေးတယ်။အော်ကျွန်တော်ကြည့်တယ်ဒီလူတွေတကယ်ပညာမလာနေပါလား။ဆောက်ကျိုးနေကွာငါစိတ်ညစ်ပါလေလို့ပဲ။ဘာမှမဆိုင်နဲ့တို့ကတို့တို့အချင်းချင်းချုပ်ကြတယ်မှဒီပလီကိစ္စတော့အောင်ဆန်းစုကြည်ကိုထောက်အောင်လည်းပေါ့လေ။ဟာစိတ်ဆင်းရဲတယ်။ဟမ်ဘာမှမဆက်ဘောင်းနေရစကားမယုံမှန်းနဲ့ဆိုကြောင်းနေတဲ့ကောင်းနေတယ်။ဟာရှုပ်ချက်ခတ်နေတယ်တို့ကဟင်တို့ဘာမှမရှုပ်နဲ့တို့ကရှုပ်နေဆိုအဲ့ဒါကိုပြောလား။ဟုတ်ကဲ့ပါပဲရှိတော့ဒီတုံးမြန်လေကျွန်တော်ရဲ့ဖော်လိုက်တယ်လို့ဖြစ်သွားတော့ဖော်လိုက်လို့ဖြစ်သွားတဲ့အခါမှာခင်ဗျားတို့ တော့မဘာသာဆစ်ဆစ်လားမဘာသာအတူနေလားမဘာသာခါတော့မိနေလားဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့တော့တရားတရားတော့ပြန်လည်းတော့ပြစ်ကြပါကျွန်တော်ကကျွန်တော်ပြစ်လိုက်တယ်သူကထီတယ်ထီရတဲ့သူကဆက်လက်ပြစ်ကြတယ်ပြင်း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 နဲ့အားလုံးကတော့ပေါကုန်တော့ဗျာနော်ဒီနေရာမှာကျွန်တော်မဘာသာဆစ်ဆစ်တွေကိုတော့တွေ့ရပါတယ်နော်တကယ်စစ်မှန်တော့မဘာသာပေါ့နော်အမျိုးသားကြီးတွေတွေအဲသူတို့ဒီပုံမှာနော်ကျွန်တော်ရဲ့ပြောဆိုမှုတွေကချို့တော့မဘာသာခါတော်မီမဘာသာတွေကိုကျွန်တော်အဲခါတော်မီမဘာသာတွေကျွန်တော်ပြောလိုက်ပြင်မယ်ကျွန်တော်တိုက်ခိုက်တော့မဘာသာတွေကျွန်တော်ပြောလိုက်မယ်တကယ်မဘာသာအစစ်မှန်တွေကိုတော့ ောင်းပန်ပါတယ်လူပုဂ္ဂိုလ်ရောဆရာတော်ကြီးရောဆရာတော်တွေရောနော်အားလုံးရောကျွန်တော်တောင်းတပည့်တော်တောင်းပန်ပါတယ်အခုကိုမောင်မောင်ပြောရတဲ့စကားကိုလေကျွန်တော်ယုံတယ်ဒီလူရင်ထဲကပြောရတာနော်အဲ့တော့ကျွန်တော်အရှင်းမပြောခဲ့ဘူးမဘာတာလဲနှစ်မျိုးရှိတယ်တကယ်အမျိုးဘာတာ